ဒွေနဲ့မြိတ်ကမြို့အဝင်အထွက်ဂိတ်တွေမှာစစ်ကောင်စီတပ်က electronic နည်းပညာအသုံးပြုပြီးခီးသွွားပြည်သူတွေကိုစစ်ဆေးနေတယ်လို့မြို့ခံတွေစီကသိရပါတယ်။မပုတ်တင်နံပါတ်ကို tablet နဲ့ laptop တွေထဲရိုက်ထည့်ပြီးတိုက်ဆိုင်စစ်ဆေးတဲ့ electronic စစ်ဆေးရေးစနစ်ကိုစတင်အသုံးပြုလာတာဖြစ်ပါတယ်။ electronic စနစ်နဲ့စစ်ဆေးတာကိုအဓိကလှုပ်ဆောင်နေတာကတော့ဒွေနဲ့လုံလုံမြို့နယ်ကိုဆက်သွယ်ထားတဲ့ကမျိုးကင်းတရာဂိတ်မှဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ မြင်းမြို့ကြောက်ဖြူတောင်မြို့အဝင်ဂိတ်မှာလဲအခုမလကစားလို့ electronic စနစ်နဲ့စစ်ဆေးတာတွေလှုပ်ဆောင်လာပြီးနေတိုင်းစစ်ဆေးနေတာမျိုးမဟုတ်ပဲဆရာဖားနဲ့လဝကဝန်ထမ်းတွေကရှောင်းတခင်လာရောက်စစ်ဆေးရဲ့ပုံစံဖြစ်တယ်လို့သိရပါတယ်မြင်းမြို့ခံတွေရဲ့ပြပြချက်အရာတော့ CDM စီရင်ပါမပါအပြင်စစ်မှုထမ်းစီရင်ပါပြီးရှောင်းပြီးနေသူတွေကိုပါတိနိုင်ဖို့အတွက်စစ်ဆေးတာဖြစ်တယ်လို့သိရပါတယ်